မင်္ဂလာပါချစ်တို့ရေ Cooking with Blessing Run နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Gay ဒီနေ့ Blessing Run နဲ့အတူလေအယံကိုဆောက်လုပ်ကောင်းပြီးတော့မှအယံကိုလွဲကိုရူရှင်နဲ့စီတူဖူလုံနီလေးကို Blessing Run တင်ပေးလိုက်ပါတယ်လို့ဒီနေ့ကလေအလွယ်ဆုံးမို့လေစားလို့လေအယံကကောင်းတဲ့နီလာလေးချင်းမိတ်ဆွေတို့ကိုအိမ်မှာတနိုင်စာလေးလို့စားစီခြင်းနဲ့ကိုရိုင်းလုတ်တော်လေးတသားလေးစားရတာပေါ့ကဲဒါဆိုအခုပဲစတင်လိုက်ရအောင်ပါချစ်တို့ရေ Let's go right now ပဲစတင်ကြမယ် ကဲတူဖူဆိုရင်တော့လေ အပြော့နဲ့အမားလေးရှိတယ်နော်အဲ့ဒီတူဖူလောက်တော့မယ်ဆိုရင် အမားလေးကိုရွေးရပါမယ်လို့ဒီလိုအမားလေးတောင်းတောင်းလေးကဲဒါကိုပလက်ဆန်ရဲတို့ကတူဖူဒုံလေးစတိုင်ပေါ့ကွာကိုစတိုင်နဲ့ကိုပါအတုံးတုံးတာတော့ပလက်ဆန်ရဲတို့ကတော့လေးတောင်းချက်ချလေးကိုတုံးလိုက်ပါတယ်နော်အဲ့ဒီလိုပုံစံလေးပေါ့ငင်းငီလေးတုံးလိုက်ပါတယ်လို့ဆွေနော်အဲ့ဒါကို ွယ်ပေါင်းလို့ရမှာဆိုရင်ပေါင်းရပါမယ်။ကဲပေါင်းဖို့အတွက်ပေါင်းဦးလေးတွေမှာအတုံးလေးတွေကိုညင်ရင်လေးစီထည့်လိုက်မယ်။ပြီးရင်တော့သူ့မနစ်20လောက်ပေါင်းပေးရပါမယ်လို့ကဲဒါလို့ပေါင်းနေတဲ့အချိန်မှာစီတူဖူးရဲ့အနစ်တွေလို့ဖို့အတွက်ကိုပြည်စရပြင်ဆင်ကြမယ်နော်။ငရုတ်တိခွဲချမ်းထည့်ပါမယ်။ဒါငရုတ်တိအဆမုတ်ပါဗမာပြည်ကနေအမိပို့လိုက်တဲ့အဆမုတ်ကိုထည့်မယ်ပြီးရင်အယောင်တင်မုတ် ပြည့်တော့တာကဖာချောင်းမုံလို့ခေါ်ပါတယ်လို့စီရှင်မုံလည်းခေါ်တယ်နော်ဖာချောင်းကဲအထုံးစေမုံပေါ့ကွယ်အလွယ်ပြောရတာက6ကောမုံပါတော့ဖာလာစေကိုထောင်းပြီးကြိတ်ထားတာပေါ့ကဲအဲ့ဒါကတစ်ချဘိုးခေါမုံပါနဲ့နဲ့ထဲတယ်ပြီးငရုတ်ကောင်းလေးပါထဲတယ်ပြီးစားထဲမယ်နော်ကဲဟင်းခတ်မုံလေးစက်သားမုံ တို့မဟုတ်တခြားလည်းထည့်လို့ရတယ်ပြီးရင်အဲ့ဒါကနန္နာမိတ်ဆေကိုလော်ပြီးထောင်းထားတာလေးပါနည်းနည်းထည့်မယ်ပြီးရင်အဲ့ဒါသရုပ် five spice powder လေးအဲ့ဒါနည်းနည်းထည့်မယ်နော်ပြီးရင်ဒါကကင်ချီထဲမှာထည့်တဲ့အဲငရုတ်တီအမုံလေးပါအဲ့ဒါဆိုအယောင်လောက်ဖို့အတွက် blazer ကအဲ့ဒါကိုတုံးပါတယ်လို့ခဲ့တာဆိုရင်နော် blazer တို့အဲပေါင်းလာတာကမိနစ်20ကြော်နေပြီပေါ့နော်အဲ့ဒါကိုအေးခံထားတဲ့အချိန်မှာစီယိုတန်တန်လေးကိုလေအဲအဲ့ဒါ ကြက်အောင်ချက်ပြီးတော့မှအေးခံထားမယ်။အဲ့ဒီအချိန်မှာ blessing တို့ပေါင်းလာလို့ရတဲ့တူဖူတုံးလေးတွေကို အချောက်ခံလိုက်မယ်နော်။စကူလေးတွေနဲ့တုပ်လိုက်မယ်။အချောက်လေးဖြစ်တော့ကဲဒါဆိုရင်စီရလည်းချက်ပြီးဆိုတော့အေးခံထားလိုက်မယ်။ကဲဒါဆိုတာလည်းအရေးကြီးတယ်နော်။ကြာရှည်ခံထားထားပြီးတော့မှစားရမှာဖြစ်တဲ့အချက်ကြောင့်မို့ဒီဆွဲရ sauce ဒီပဲငံပြားရဲ့ အကြည်လေးနဲ့ဒီအရက်ဖြူပေါ့ဆက်ခဲပေါ့နော်အရက်ဖြူမရှင်လဲဆက်ခဲတော့နည်းနည်းလိုအပ်ပါတယ်လို့ဒီအရှဆိုင်တို့ဘာလို့မှရောင်းနေနော်ပြီးရင်အမဂျင်းနတ်လေးပါမွေးချင်တာပြလို့ဆိုတာအဲ့ဒါဂျင်းလေးပါတလူအချောင်းချောင်းလေးတွေထည့်ပြီးတော့မှအဲ့ဒီခဏရောထားတဲ့ငရုတ်တီနှစ်တင်မှာ mix လုပ်လိုက်မှာတဲ့ဒါဆိုတော့အခု ောင်းကိုစားလို့ကောင်းတဲ့ပုံစံမြင်ကြည့်တဲ့အခါမှာ okay ပြီเนาะကဲဆိုရင်ကဲအယူဆုံးပဲငံပြရဲ့အကြည်လေးကိုထည့်ပြီးတော့မှအရက်ဖြူစက်ကဲပေါ့အဲဒီအရက်ဖြူဟင်းချက်ဟင်းချက်ဝိုင်းလည်းရတယ်เนาะအမကဲအဲ့ဒီနှစ်ခုရောပြီးတော့မှတမနေတဲ့အချိန်မှာခဏပြလဲဆိုတော့တုတ်ထားတဲ့ဒီတုတ်ဖူးတွေကိုလေထည့်ပြီးတော့မှဒီငရုတ်တီးအမုံတွေထဲမှာ mix လုပ်ထားတဲ့ငရုတ်တီးရဲ့အမုံတွေထဲမှာအဲဒီလိုလေးမြုပ်လိုက်မယ် ကဲအဲ့လိုမြုပ်နေတဲ့အချိန်မှာတခါမှလည်းဟင်းတူဖူးတွေကိုဒီအရက်လေးတွေနဲ့စင်ထားတယ်တကယ်လို့အရက်ကို မကြိုက်တဲ့တူတွေအကအတွက်ကတော့အဲကိစ္စမရှိပါဘူးလို့ရိုးရိုးပဲငံပြရရင်အချီလေးနဲ့ပဲပေါ့နော်တချို့ကအရက်တွေပါတယ်ရှောင်တယ်လေဒါပလစ်စင်ရကဒါဒီလိုလို့ချင်းအဖြစ်ဒါတစ်နှစ်ကျော်နှစ်နှစ်လောက်ကတော့အေးစစ်စားလို့ရတဲ့ပုံစံမျိုးနဲ့အရက်တွေထဲတယ်ဆိုတော့ဂျာရှေခါနဲ့ ကြာရှည်ခံဖို့ပါပဲလို့တကယ်လို့အဲချက်ချင်းစားမယ်ဆိုတော့အရက်တွေထက်ဆရာမလိုပါဘူးလို့เนาะကဲဘယ်ဆိုကြာရှည်ခံစားမှာကိုကိုတိုင်းလှုပ်ထားတော့လေအကြာကြီးကိုစားပြီးမှ share ကိုစားအဲမိန်မိန်လေးနဲ့စားချင်တာအဲ့ဒီတပေါ်သူကကြာလေကောင်းလာလေပဲလေစီတိုဖူတွေကလှုပ်လိုက်ပြီဆိုရင်ကဲအလုံး mix လုပ်လိုက်ပြီဒီမှာ gym ဖတ်လေးတွေပါတော့လေ စားရတာတော်တော်လေးမွေးပါတယ်လို့ချင်းဖတ်လေးတွေလည်းထဲ့ပါလို့ချင်းမစ်ဆွေတို့လှုပ်တဲ့အခါမှာလေနော် အလွယ်လေးပဲဒါလေးကိုနဘူးလှုပ်ထားလိုက်ပြီဆိုအမလေးနဲ့နဲ့တနည်းလူများတဲ့လူတွေအတွက်ကတော့အေးပေါ့လေအဲ3လ5လပေါ့တတုံးတတုံးနဲ့စားရင်တော့မှအယောင်ကိုမိုက်နေပြီနော်အယောင်ကိုမိမိုက်နေပါပြီရှင့်ကဲမှာချင်းဖတ်လေးပါအဲ့လိုထဲ့ပေးလိုက်တာ စအရာကိုရိုင်းလုတ်ပြီးပါတရတီတနတ်တည်းအရင်တော့ကလုတ်ထားတာရှိတယ်အဲ့ဆိုလေ၄၅နှစ်ကိုအဲ့လိုစားတာအဲ့ဒီအနှစ်ကိုလေတချို့ fan တွေကကြိုက်ကြတယ်နော် blessing ရလုတ်တဲ့တရတီတနတ်ကိုလုတ်တာအရင်ကောင်းတယ်ဆိုအရင်ဝန်တာရပါတယ်လိုကေတာဆိုဒီဘက်မှာအားလုံးထည့်ပြီးသွားပြီဆိုရင် COIE ခံထားရမယ်နော် blessing ရအပူကြီးမလောင်ထည့်ရပါဘူးလို့အေးအေးခံပြီးမှလောင်ထည့်ပါလို့ကဲစီတွေကတော့မြုပ်နေရမယ်အားလုံး ကဲသူလေးနဲ့ဟိုးအထဲမှာဝင်သွားတဲ့အထည်ကိုအဲ့လိုမျိုးလေးထိုးပြီးတော့မှ စီလေးဝင်တော့အောင်ပြဆိုတော့လှုပ်ပေးအောင်လဲဆိုရင်တော့မှဖမ်ပလင်းအပြစ်ကဲအဲ့ဒါကိုပလတ်စတစ်လေးအုပ်ပြီးတော့မှပဲအဲပိတ်ပိတ်ပေါ့နော်ကိစ္စမရှိပါလုံတဲ့ဖမ်ပလင်းဆိုတော့ဒီတိုင်းအုပ်လို့ရတယ်နော်ကဲစီတိုဖူကတော့အနည်းဆုံး3-5ရက်ထားရမယ်ဆိုတော့ပရီဇိုနာတာကတော့ အဲစေစာကမုံလေးပေါ့အိမ်မှာစိုက်တဲ့စေစာကမုံလေးဒါလေးကိုခုနှစ်ရွက်ရေပူထဲမှာရေနွေးမှာစိမ်တောက်ဆိုအရင်ကောင်းတယ်လို့ပြောကြတယ်။ကဲဒီဘက်မှာလည်း3ရက်4ရက်ဆိုပြစံမနေနိုင်တော့စားချင်လာပြီဆိုတော့3ရက်4ရက်မြောက်မှာပြစံရဲကြီးလိုက်တယ်။အဲဆိုအရင်ဤပြီးတော့မှလေတကက်ဆွဲဆောင်မှုအပြည့်တော့ဒီမှာကြည့်ဦး။စားချင်စရာပဲ။ဟိုကိုရီးယားအမ် မယုတ်တီးအနစ်ပါနဲ့အမှုပါနဲ့ထဲထားတော့အယောင်လေးရလေးဆိုးပြီးတော့မှလေတကက်စားချင်စရာကြည့်ပါဦးသမင်းပုပ်ကလေးနဲ့ရောစားတဲ့ကိုယ့်အကိုလှုပ်လှုပ်ထားတယ်ဆိုတော့လေစိတ်တန်တာလေးနဲ့စားလို့ရတော့ပေါ့ချစ်တော့အဲ့ကြောင့်ကိုယ့်အကိုလှုပ်ကြည့်ပါလို့ဈေးမှာဝယ်စားလို့ရပြီမဲ့လဲဘယ်လောက်အချိန်ကြာကြာသူတို့လှုပ်ထားပြီးမတည်ဘူးလေကိုရန်လို့တော့စိတ်တန်တာလေးစားရတာပေါ့ခဲရဆိုတော့ချမိစီကိုချိုက်ချလိမ့်မယ်လို့မျှော်လင့်